မြန်မာနိုင်ငံမှာမကြခင်ငလင်ကြောင့်မြေပြိုမှုအန္တရာယ်နဲ့မုန်တိုင်းအန္တရာယ်ကြာရောက်တော့မယ်လို့သတိပေးလာတဲ့ထိုင်းပြည်တွင်ဆရာမပြည်သက်များလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မြန်မာနိုင်ငံမှာတကြိမ်တစ်ခါမှမကြုံဘူးတဲ့မြင်းကလေးကြီးနဲ့ရင်ဆိုင်ရပြီးမှလူရင်းရဲ့အကြောက်တရားကပုံမကြီးထွားလာပါတယ်။အခုကမှတော့ထိုင်းနိုင်ငံကနာမည်ကြီးဗီဒင်ဆီယာမားနဲ့အတူမြန်မာနိုင်ငံကအကြမ်းမြင်ဆရာတွေကလည်းမြန်မာနိုင်ငံဟာမကြခင်မှာအင်အားပြည့်တဲ့မြင်းကလေးကြီးနဲ့မြေပြုံမှုတွေနဲ့အတူလာမယ့်မေလ25ရက်နေ့မှာမုံတိုင်းတန်ကိုပြင်းပြင်းထန်ထန်ရင်ဆိုင်ရမယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာနောက်ဆက်တွဲမြင်းကလေးကြောင့်မြေပြုံမှုတွေကြောင့်လူသေဆုံးမှုတွေရှိမယ်လို့ဟောကိန်းထုတ်လိုက်တာကတော့ထိုင်းနိုင်ငံက နာမည်ကြီးဘေဒင်ဆီယာမမက်ပလိုင်းဖြစ်ပါတယ်ဘေဒင်ဆီယာမမက်ပလိုင်းဟာအခုနှစ်ဘန်ကောက်မြို့ရဲ့ဆုံဂရန်တကြံအတောအတွင်းမှာ မီလာမူကြီးကြီးကြီးမားမားဖြစ်ပေါ်မဲ့အကြောင်းကိုဟောကြားချက်အတိုင်းပါပဲ။ထိုင်းတကြံဆုံးဂရန်ပွဲတော်မှာမီလာမူကြီးအများပြားဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲအလုံးကအင်အားတင်းခဲ့ရတာပါ။ဒါပြင်ပို့ပြီးတော့အင်အားတင်းစရာကောင်းတာကဘေးရင်ဆရာမမက်ပလိုင်းဟောင်း၂၀၂၄ခုနှစ်မှာမကြခင်အချိန်တော်အတွင်းမှာထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်မှုရှိမှာဖြစ်တဲ့အကြောင်းနဲ့အဲ့ဒီမြန်မာငလင်ကြောင့်ပဲမြန်မာနိုင်ငံမှာဒါမကထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့တော်မှာပါပျက်စီးဆုံးရှုံးမှုတွေများပြားမယ်လို့ဟောပြော ခဲ့ပါတယ် အစောပိုင်းလောက်မှာတော့အဲ့ဒီဘေးဒင်ဆီယာမမက်ပလိုင်းရဲ့ဟောပြောချက်ကိုဘယ်သူကမှအဲ့ဒီလောက်ထိသတိမထားမိခဲ့ကြပါဘူး။ဒါပေမဲ့လည်းအခုချိန်မှာတော့အလုံးသိကြတဲ့အတိုင်းပါပဲ။ငလင်းလောက်ခဲ့မှုကြောင့်မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေဒါမှကထိုင်းနိုင်ငံဘန်ကောက်မြို့တီးပါပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။အခုကမှတော့ဘေးဒင်ဆီယာမမက်ပလိုင်းက2025ခုနှစ်မှာမြန်မာနဲ့ထိုင်းနိုင်ငံအပါအဝင်တခြားသောအရှေ့တောင်အာရှနိုင်ငံတွေမှာပါတဘောဝဘေးရန်နေရာကြီးတစ်ခုကိုရင်ဆိုင်ကြုံတွေ့ကြရအောင်မှာဖြစ်ကြောင်းသတိပေးဟောကြားလိုက်တာဖြစ်ပါ ါတယ်။ဗေဒင်ဆီယာမမပလိုင်းအောင်ဆိုရင်တော့မကြခင် မိုးရင်းကာလကိုကြာရောက်တော့မှာဖြစ်ပြီးငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းမှာမြေငလင်ရဲ့နောက်ဆက်တွဲဖြစ်တဲ့မြေပြိုမှုတွေကြောင့်ပြည်သူပြည်သားတွေအသက်အိုးအိမ်စီးဆင်းတွေနဲ့အဆောက်အဦတွေပါပျက်စီးဆုံးရှုံးမှုတွေနောက်ထပ်ရှိလာနိုင်သေးကြောင်းကြိုတင်ပြီးတော့သတိပေးလိုက်တာဖြစ်ပါတယ်။ ဒါအပြင်ဘေးရင်ဆီယမမက်ပလိုင်းကမကြခင်ကာလအတွင်းမှာပဲအင်ဒိုနီးရှားနိုင်ငံမှာကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုကြောင့်အင်အားအပြင်းဆုံးမြေငလင်တန်ကြီးတစ်ခုထပ်မံလှုပ်ခတ်အောင်မှာဖြစ်ကြောင်းကိုသတိပေးပြီးအောင်မြန်မာနိုင်ငံဘာဝင်အရှိတောင်အာရှနိုင်ငံကြီးတွေမှာပါပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားရှိအောင်မှာဖြစ်ကြောင်းကိုသတိပေးထားပါသေးတယ်။ ဒီလိုမျိုးအင်အားပြင်းပြင်းကလေးကြောင့်ဆူနာမီရေလိုင်းကြီးဖြစ်ပေါ်ကလူအသေးပြောင်းမှုတွေများပြားနိုင်သလားဆိုတာကိုတော့အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ကိုမရသေးတာကြောင့်မပြောရသေးတာဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့နာမည်ကြီးဗီဒင်ဆီယမမက်ပလိုင်းကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ဗီဒင်ဆီယမမက်ပလိုင်းကမကြခင်မေလ25ရက်နေ့မှာမြန်မာနိုင်ငံမှာမုံတိုင်းတိုက်မယ်လို့သတိပေးထားတာပါ။ကြီးကျူးနေကြတဲ့ပြည်သက်တွေကရောဗီဒင်ဆီယမရဲ့ပြောကြားချက်တွေကိုယုံကြည်ကြလားဆိုတာပြောသားခဲ့ပါအောင်ရှင်။အဆုံးထိကြီးကျူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ imagem